စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့အာရခတက်တော် AA ရဲ့ထိုးစစ်ကြောင်းဘကိုးတိုင်းပဒေါင်းမြို့နယ်ကအခိုင်အမာစခန်းဖြစ်တဲ့ညောင်ကျိုးစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဆုတ်ခွာထွက်ပြေးနေပြီးစစ်ကောင်စီတပ်ကလည်းပြည်မြို့မှာလုံခြုံရေးတိုးမြှင့်လိုက်တယ်လို့ဒေသရင်းသတင်းရှင်းမြစ်တချို့ပြောပါရယ် အင်အားရှာချီအသုံးပြုထားသလိုဘန်ကာတွေလက်နက်ကြီးတွေတပ်ဆင်ထားပြီးအခိုင်အမာခန်းစစ်ပြင်ထားတဲ့ညောင်ကျိုးစခန်းကိုအေအေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာစတင်တိုက်ခိုက်ခဲ့တာပါမတ်လ17ရက်နေ့တိုက်ပွဲမှာတော့စစ်ကောင်စီတပ်ကစတင်ဆုတ်ခွာသွားတာလို့ဒေသခံတအူပြောပါတယ်ညောင်ကျိုးကနေစစ်တပ်ဆုတ်ပြီးဥရှိပင်ဘက်ရောပြည်ဘက်ရောဆုတ်လာတာလို့ပြည်မျိုးကန်တအူကဆိုပါတယ်ပြီးတော့ပြည်မျိုးမှာလည်းပြူစောတိအင်အားအများအပြားတုံးပြီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သူကဆက်ပြောပါတယ် ညောင်ကျိုးစခန်းကတောင်ကုတ်ဗတောင်လမ်းပိုင်းရခိုင်ရုံးမပေါ်မှာရှိတာပါမိုးထီတောင်စခန်းကို AA က January 26ရက်နေ့ကတင်ပိုက်ချိန်ဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခိုင်အမာတပ်ဆွဲထားတဲ့နေရာလေးဖြစ်ပါတယ်ပြီးတော့စစ်ကောင်စီရဲ့အမှတ်3စစ်လက်နက်ပစ္စည်းဆက်ယုံကပ္ပစာ3ရဲ့ကာကင်းစခန်းတစ်ခုလည်းဖြစ်ပါတယ်။ဗဒောင်းမြို့နယ်မှာကပ္ပစာ3ကပ္ပစာ5နဲ့ကပ္ပစာ6တို့ရှိပါတယ်။ဗဒောင်းမြို့နယ်ဟာပြည်မြို့နယ်စက်တမိုင်ကန်တာကွာဝေးပါတယ်။ ပြည်မြို့ပေါ်မှာလည်းစစ်ကောင်စီကစက်တက်လေးဒီနေစဉ်ပြန်နေပြီးစစ်ရေးပြင်ဆင်နေတယ်လို့မြို့ကန်တချို့ပြောပါတယ်။အရခတ်တက်တော် AA ကတော့ရခိုင်ရိုးမပေါ်ကမိုးထီတောင်စခန်းကိုသိမ်းယူခဲ့ကြောင်း January လ29ရက်မှာသတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက်ဘကူတိုက်ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ထပ်ပြီးထုတ်ပြန်တာမရှိသေးပါဘူး။ဒါပေမဲ့ရခိုင်ရိုးမတောင်တန်းတလျှောက်ကစစ်ကောင်စီလက်ကျန်စခန်းတွေတခုပြီးတခုကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီကတော့ဘကိုးတိုင်းဘက်ကနေတံပြန်တိုက်ခိုက်နေကြောင်းအေအေကအသိပေးထားပါဗျ။ ဘကူးတိုင်းပြည်ခရိုင်အတွင်းဗတောင်းပေါက်ခေါင်းတို့မှာစစ်ရေးတဲမာတဲ့အခြေအနေဖြစ်နေပြီးစစ်ကောင်စီတပ်ကပေါက်ခေါင်းမျိုးကိုလည်းအင်အားတိုးချထားတယ်လို့သိရပါတယ်ရှင်။စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်။မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံ၊ဒုံးကျည်နဲ့ကြည်စံစတာတွေကိုမထိမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့